မင်္ဂလာပါခင်ဗျရှင်ကိုခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မကွေးတိုင်းငဖဲမြို့နယ်ကနယ်ရီကန်တောင်စစ်တပ်ဗျူဟာစခန်းကနေအင်အား1400ကျော်ပါတဲ့စစ်တပ်စစ်ကြောင်းဟာအာခါတတော်အေအေနဲ့ထိတ်တိုက်တွေ့တဲ့တိုက်ပွဲတွေအတွင်းစစ်သားအယောက်900ကျော်ဟာတီးတီးတေကုန်ကြပြီးဖြစ်တယ်လို့တော်လိုင်းတပ်တွေစီမှာလင်းဝင်လာတဲ့စစ်မှုရန်တပ်သားညံမြင့်မြတ်ဆိုသူကိုယ်တိုင်ကဝန်ခံထုတ်ဆိုထားပါတယ် ချမ်းဖတ်စစ်တပ်ရဲ့ရွေးကောက်ပွဲဟာအခက်အခဲတွေကြုံနေရပြီးငြိမ်းချမ်းတဲ့အသွင်ကူးပြောင်းရေးအတွက်ရှင်ပြိုင်တာဖြစ်တာကြောင့်ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကိုဖြေလျှော့ပေးဖို့ပြည်သူပါတီဥက္ကဋ္ဌဦးကိုကိုကြီးဆိုသူကတောက်ဆူလိုက်ပြန်တဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့တွင်ကတော့မကွေးတိုင်းငဖဲမြို့နယ်ကနယ်ရီကန်တောင်စစ်တပ်ဗျူဟာစခန်းကနေအင်အား1400ကျော်ပါတဲ့စစ်တပ်စစ်ကြောင်းဟာ အရခတတော်အေးအေးနဲ့ထိတ်တိုက်တွေ့တဲ့တိုက်ပွဲတွေအတွင်းစစ်သားအယောက်900ကျော်ကတော့အတိအသေးတိတ်ကုန်ကြပြီဖြစ်တယ်လို့တော်လိုင်းတပ်တွေစီမှာအလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားညံမြင့်မြတ်ဆိုသူကိုတိုင်ဝန်ခံထွက်ဆိုထားပါတယ်။ဒါကြောင့်ငဖဲမြို့နယ်ကနေရီကန်တောင်စစ်တပ်ဗျူဟာစခန်းကနေတော်လိုင်းတပ်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတင်ညံမြင့်မြတ်ဆိုသူကို ဒေါ်လာရေးပေါ်တွေကဘာကြောင့်အလင်းဝင်ရတာလဲဆိုတဲ့အကြောင်းတွေကအစားငပဲမျိုးနဲ့တိုက်ပွဲတွေအတွက်စစ်တပ်ကတိုက်ဆုံမှုအခြေအနေတွေကိုမေးမြန်းတဲ့အချိန်ဗီဒီယိုရုပ်သံဖိုင်နဲ့တကွအခုလိုထွက်ဆိုထားတာပါ။၁၀၀၀လောက်ကလည်းကြာစတင်ပို့ဆောင်ရတာတော့အမှန်ကျွန်တော်တို့ပြီးလာတဲ့အချိန်မှာကြားရတဲ့ကတော့90လောက်ကြာလေးကြာပါလေ။ကျန်းစစ်တွေမှာကျတော့ဗိုလ်မှူးတွေကနောက်တန်းမှနေကျွန်တော်ကစားတွေကိုပဲအောင်တက်ခိုင်းတာကြာ။ မတော်ဘူးလို့လည်းထိုးထိုးထိုးကြီးခံရောက်တယ်သူကနားမထောင်နိုင်လေမရပြန်အောင်အဲ့တိုင်းတက်ရသူပဲတက်တက်ကြတာပေါ့ဒါလည်းဒီနေ့ဒီနေ့ရနေခံရပါလေဒါလည်းမရပါဘူးဒီနေ့ဖောက်ရင်လည်းပြင်းတယ်အတူပြေးပါလေဒါပြင်လက်ရှိအဲ့ဒီကဖဲမြို့နယ်မှာအချက်ဖတ်စစ်တကအင်အားအလုံးအရင်နဲ့စစ်ကြောင်းထိုးတာတွေလုပ်နေပြီအာခတ်တတော်အေအေပူပေါင်းတက်တွေနဲ့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေကြသလို အဲ့ဒီတိုက်ပွဲတွေအတွင်းစစ်တပ်ကတရင်၃ရင်းပေါင်းပြီးစစ်အင်အား1400ကျော်နဲ့စစ်ကြောင်းထိုးနေတာဖြစ်တယ်လို့သိရပါတယ်။လောလောဆယ်မှာတော့အဲ့ဒီစစ်အင်အား1400ကျော်ပါတဲ့စစ်တပ်စစ်ကြောင်းဟာအေအေနဲ့ပူးပေါင်းတပ်တွေရဲ့လက်ချက်နဲ့ပဲစစ်သားအယောက်900ကျော်ကအသီးသီးတိတ်ကုန်ကြပြီးဖြစ်တဲ့အကြောင်းကိုအလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားညံ့မြက်ဆိုသူကိုယ်တိုင်ထွက်ဆိုသွားတာပါ။အဲ့ဒီတိုက်ပွဲတွေအတွင်းတိတ်ကုန်ကြတဲ့စစ်သားအယောက်900ကျော်နဲ့မှအများစုကစစ်မှုထမ်းတပ်သားအသစ်တွေဖြစ်တဲ့အကြောင်းနဲ့စစ်တပ်အရာရှိတွေက အဲ့ဒီစစ်မှုထမ်းတပ်အစ်စ်တွေကိုအရှိကနေအသေးကန်ထိုးကြွေးပြီးတိုက်ခိုင်းခဲ့တဲ့အကြောင်းကိုပါအလင်းဝင်လာတဲ့တပ်သားညံ့မြင့်မြတ်ဆိုသူကဝန်ခံထွက်ဆိုသွားတာပဲဖြစ်တယ်လို့လက်ရှိမှာလည်းငဖဲမျိုးနဲ့မှတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါတယ်ခင်ဗျာတစ္ဆတ်ထဲမှာပဲမကွေးတိုင်းကငဖဲမျိုးနဲ့နေအကန်တောင်အချမ်းဖက်စစ်တဲ့စခန်းကနေစစ်မှုထမ်းတပ်သားတင်၅ဦးဟာတော်လိုင်းတပ်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတယ်လို့ အဲ့ဒီငဖဲမြို့နယ်ကအရခတတော်အေအေနဲ့တိုက်ပွဲတွေအတွင်းမှာလေစစ်တပ်ဘက်ကဒုဗိုလ်မှူးကြီးအပါဝင်စစ်သားအယောက်90ကျော်ပါထွက်ပြေးမှုတွေဖြစ်ပွားခဲ့တဲ့အကြောင်းကိုအလင်းဝင်လာသူတွေကဝန်ခံထွက်ဆိုထားကြတယ်လို့မင်းမှု KIPD ရဲ့အမှတ်နှစ်တရင်ရဲ့တာဝန်ရှိသူတို့ကရှင်းကုန်ခစ်တဲ့ကိုပြောပါရတယ်စတေမလာကိုရနေကဆိုရင် အဲ့ဒီငဖဲမျိုးနဲ့နေကန်တောင်စစ်တဆကန်းကိုအပုတ်ခံထားရတယ်စုံရန်တသားတအောင်အောင်ဖြိုးကိုကိုအောင်ခိုင်းဇော်ထွေးနဲ့ညံမြမြဆိုသူတို့ငါဦးဟာဒေါ်လန်ကြီးတတွစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာကြတယ်ဆိုပါတယ်အဲ့ဒီလိုအလင်းဝင်လာတဲ့စုံရန်တသားတငါဦးကိုဒေါ်လန်ကြီးတတွကလည်းကောင်းကောင်းမွန်မွန်လက်ခံကြိုဆိုပြီးထားပြီးသူတို့ဟာစုံရန်အပတ်စဉ်ကိုအပတ်စဉ်17နဲ့အပတ်စဉ်23တို့ကဖြစ်တယ်လို့လည်းဆိုပါတယ်အဲ့ဒီငဖဲမျိုးနဲ့နေကန်တောင်အချက်ဖတ်စစ်တဆကန်းကနေ အခုလိုနှီးပေါင်းစုံနဲ့ထွက်ပြေးနေကြတဲ့စစ်သားတွေနဲ့စစ်မှုထမ်းတပ်သားအစ်တွေဟာဒုနဲ့ဒီကိုရှိနေပြီလက်ရှိအလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားအစ်တွေရဲ့ထွက်ဆိုချက်အရတဲ့အဲ့ဒီငပဲမျိုးနဲ့မှာအရခတ်တော်အေးအေးနဲ့တိုက်ပွဲတွေအတွင်းမှာစစ်တပ်ကသာအထိနာနေတဲ့အတွက်ဒုံဘုံမူကြီးအပါဝင်စစ်သားအယောက်90ကျော်ပါထွက်ပြေးမှုတွေဖြစ်ပွားခဲ့တဲ့အကြောင်းကိုလည်းပြောပြထားကြတယ်လို့မင်းမှုခိုင်ပီတီရဲ့အမှတ်နဲ့တရင်ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ် အကျန်းဖက်စစ်တပ်ကတော့အဲ့ဒီငဖဲမြို့နဲ့နေအကန်တောင်ပြူဟာစကန့်ကိုလူသူလက်နက်စစ်ကူတွေထပ်ထပ်ပို့နေပြီမဲ့အဲ့ဒီစကန့်မှာရှိတဲ့စစ်တီနဲ့အရာရှိတွေကတော့စိတ်တက်တွေပြပြနေပြီတချို့ဆိုထွက်ပြေးဖို့ပဲကြိုးစားနေကြတယ်လို့အလဲဝင်လာတဲ့စစ်မှုထမ်းတပ်သားတင်၅ဦးစလုံးကထွက်ဆိုထားကြတယ်လို့သိရပါတယ်ခင်ဗျတဖက်မှာတော့ ။ပဲခူးတိုင်းကတောင်ကူလိပ်သူလမ်းအတွက်စစ်ကြောင်းထိုးလာပြန်နေ။အချက်ဖက်စစ်တကူတော်လန်ရေးပူပေါင်းတပ်တွေကဝိုင်းဝန်းတိုက်ခိုက်ချင်းမမှုအတွက်စစ်တပ်ဘက်ကအရာရှိတဦးအပါဝင်စစ်သား၄ဦးကတော့အတိအသင့်တိတ်ကုန်ကြပြီးတဲ့နောက်စစ်တပ်စစ်ကြောင်းတကြောင်လုံးပြန်ဆုတ်သွားကြတယ်လို့ KNL တမဟာနှစ်ရတာဝန်ရှိသူတဦးကရန်ကုန်ခေတ်တကိုပြောပါတယ်။ဒါကတော့စက်တင်ဘာလ17ရက်နေ့ကပဲတောင်ကူမြို့ကနေအင်အား200လောက်နဲ့တောင်ကူလိပ်သူလမ်းပိုင်းအတွင်းတက်လာတဲ့အချက်ဖက်စစ်တပ်စစ်ကြောင်းကို BNL ပူပေါင်းတပ်တွေကအောက်ရှစ်ပင်ကျေးရွာအနီးတစ်ဝိုက်တွေမှာဝိုင်းဝန်းတိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွက်စစ်တပ်ကရရှိတဲ့ဦးအပောင်ဝင်စစ်သား၄ဦးကတော့အသေးသေးတိတ်ကုန်ကြပြီတဲ့နော်။စစ်တပ်စစ်ကြောင်းတစ်ကြောင်းလုံးပြန်ဆုတ်သွားကြတယ်လို့ KNL တမဟာနှစ်ရတာဝန်ရှိသူတို့ကပြောထားပါတယ်။လက်ရှိဘကိုးတိုင်းဘက်မှာတော်လိုင်းတပ်တွေထိန်းချုပ်ထားတဲ့နေမြေတွေကိုစစ်တပ်ကပြန်လည်ထိန်းချုပ်ခြင်းတဲ့အတွက်မြေပြင်စစ်ကြောင်းထိုးတာတွေလာလာလုံနေပြီမဲ့ သူတို့စစ်တပ်စစ်ကြောင်းတွေဒါတော်လိုင်းတပ်တွေရဲ့တက်ခိုက်ချေမှုမှုကိုခံရပြီးပြန်ပြန်ဆုတ်ပြေးတွားရတဲ့အခြေအနေတွေပဲဖြစ်နေတယ်လို့ဒေတာတွင်းသတင်းရင်းမြစ်ကလည်းပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့အချက်ပတ်စစ်တပ်ရဲ့ရွေးကောက်ပွဲဟာအခက်ခဲတွေကြုံနေရပြီးငြိမ်းချမ်းတဲ့အသွင်ကူးပြောင်းရေးအတွက်ရှင်းပြိုင်တာဖြစ်တာကြောင့်ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကိုဖြေလျှော့ပေးဖို့ပြည်သူပါတီဥက္ကဋ္ဌဦးကိုကိုကြီးဆိုသူကတောင်းဆိုလိုက်ပြန်ပါတယ်။ဒါကတော့စက်တင်ဘာလ23ရက်နေ့ကပဲ လက်ရှိစစ်တပ်ကလုပ်မဲ့အတုအယောင်ရွေးကောက်ပွဲကိုဝင်ပြိုင်မယ်ပြည်သူပါတီဥက္ကဋ္ဌဦးကိုကိုကြီးဆိုသူကစစ်တလောင်းခန့်ရွေးကောက်ပွဲကော်မရှင်စီကိုစာရေးသားပေးဖို့တောင်းဆိုလိုက်ပြန်တာဖြစ်ပါလေအဲ့ဒီမှာစစ်တပ်ကလုပ်မဲ့အတုအယောင်ရွေးကောက်ပွဲကိုဝင်ပြိုင်မယ်ပြည်သူပါတီပြောထားတာကသူတို့ဟာအကြမ်းမဖက်ငြိမ်းချမ်းတဲ့အသွင်ကူးပြောင်းရေးဖြစ်စဉ်တစ်ခုဖြစ်ပေါ်လာအောင်ရွေးကောက်ပွဲဝင်တာဖြစ်တယ်လို့ပြောထားပြီးလက်ရှိစစ်တလောင်းခန့်ရွေးကောက်ပွဲကော်မရှင်အနေနဲ့လွတ်တော်ကိုယ်စားလှယ်လောင်းတင်သွင်းရမယ့်ရက်ကို ရွေးကောက်ပွဲမတိုင်မီရက်60ဖြစ်တဲ့စက်တင်ဘာလ28ရက်နေ့အထိအချိန်တိုးပေးဖို့နဲ့ဝင်ရောက်ရှင်ပြန်ရမယ်ကုစလင်လောက်အရေးအတွက်ကိုလည်းမဲဆန္ဒနဲ့အားလုံးရဲ့သုံးပုံတပုံကို short ချပေးဖို့အပြင်သွာလာဖို့ခက်ခဲတဲ့မြို့နယ်တွေအတွက် online ကနေဆောင်ရွက်ခွင့်ပြုဖို့ဆိုတာတွေကိုပါအဲ့ဒီစာထဲမှာရေးသားတောင်းဆိုထားပြန်တယ်လို့သိရပါတယ်လက်ရှိအကြံဖက်စစ်တပ်ရဲ့ရွေးကောက်ပွဲဟာအခက်အခဲတွေကြုံနေရပြီးငញ្ញမ်းတဲ့အသွင်ကူးပြောင်းရေးအတွက်ပြည်သူပါတီကရှင်ပြိုင်တာဖြစ်တယ်လို့ပြောထားပြီးတော့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကိုဖြေလျှော့ပေးဖို့ပြည်သူပါတီဥက္ကဋ္ဌဦးကိုကိုကြီးကတောင်းဆိုနေပြန်တာပါတစ်ဖက်မှာတော့အကြံဖက်စစ်တလောက်အခန့်ရွေးကောက်ပွဲကော်မရှင်ကစတင်မလာ၁၄ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲတရှိမြန်မာနိုင်ငံရဲ့လွတ်တော်၃ရက်မဲဆန္ဒနယ်120နယ်မှာရွေးကောက်ပွဲကျင်းပမှာမဟုတ်ဘူးလို့အတိအလင်းကြေညာသွားတယ်လို့အဲ့ဒီမြို့နယ်တွေတဲမှာရခိုင်ပြည်နယ်တဲကမြို့နယ်တွေအပါအဝင်အာရခတတော် AA ထိန်းချုပ်ထားတဲ့မြို့နယ်၁၇မြို့နယ်မှာပါ ရွေးကောက်ပွဲကျင်းပမှာမဟုတ်ဘူးလို့စစ်တလောက်အခန့်ရွေးကောက်ပွဲကော်မရှင်ကကြေညာတော့ပါတယ်။လက်ရှိစစ်တကသူတို့ရဲ့အတူရောင်ရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ကြေညာတဲ့မဲဆန္ဒနေမြေတွေဟာရှမ်းပြည်နယ်မှာမြို့နယ်ပေါင်း18ခုကချင်းပြည်နယ်မှာ၄မြို့နယ်၊ကယားပြည်နယ်မှာ၃မြို့နယ်၊ချင်းပြည်နယ်မှာ၄မြို့နယ်၊စကိုင်းတိုင်းမှာ၁၀မြို့နယ်၊မကွေးတိုင်းမှာ၅မြို့နယ်၊မန္တလေးတိုင်းမှာ၃မြို့နယ်နဲ့ရခိုင်ပြည်နယ်မှာ၁၀မြို့နယ်တို့ဖြစ်တဲ့ဆိုပြီးကြေညာထားပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ မွန်ပြည်နယ်ရင်းမြို့နယ်ကနှစ်ကရင်ကြေးရွာမှာအိမ်အကူကိုခိုးယူထွက်ပြေးပေါင်းသိနေတဲ့ခင်မွန်ဖြစ်သူရဲ့တိုင်ကြားမှုကြောင့်တပေါင်းနံငွေစက်ကူအတုထုတ်လုပ်သုံးဆွဲနေတဲ့ဇနီးဖြစ်သူမတ်မြူလင်းလင်းဖမ်းဆီးခံလိုက်ရတယ်လို့နှစ်ကရင်ကြေးရွာနေပြည်သူတချို့ကရှင်ကိုခစ်တစ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့စက်တင်ဘာလ17ရက်နေ့ကပဲမွန်ပြည်နယ်ရင်းမြို့နယ်နှစ်ကရင်ကြေးရွာ9ရက်ကွက်မှာတပေါင်းနံငွေစက်ကူတွေကိုအတုပြုတ်လုပ်ထုတ်ယူသုံးဆွဲနေတဲ့အသက်28နှစ်အရွယ်မတ်မြူလင်းလင်းကိုရဲတွေကဖမ်းဆီးသွားကြတယ်ဆိုပါတယ် အဲ့ဒီလိုဖန်ဆီးရမိပုံကတော့နှစ်ကင်ကျေးရွာမှာအိမ်ကူကိုခိုးယူထွက်ပြေးပေါင်းသိနေတဲ့ခင်မွန်းဖြစ်သူကသူ့ရဲ့ဇနီးဟောင်းမတ်မြူလင်းလင်းဆိုသူဟာသူ့ရဲ့နေအိမ်မှာပဲတထောင်နဲ့ငွေစက်ကူအတုတွေထုတ်လုပ်သုံးဆွဲနေတဲ့အကြောင်းရေးမျိုးနဲ့ရေစကန်ကိုဖုန်းဆက်တန်ကြားမှုကြောင့်ရဲတွေကမတ်မြူလင်းလင်းရဲ့နေအိမ်ကိုဝင်ရောက်စီးနင်းပြီးလူကိုရောတထောင်နဲ့ငွေစက်ကူအတု320ကျော်ကိုပါဖန်ဆီးရရှိခဲ့တာဖြစ်တယ်လို့နှစ်ကင်ကျေးရွာနေပြည်သူတို့ကပြောထားပါလေအဲ့ဒီနောက် ရဲတွေကတောင်းတဲ့ငွေစက်ကူအတုတွေထုတ်လုပ်သုံးဆွဲနေတဲ့အမျိုးသမီးကိုစစ်ဆေးရမှာလေသူဟာအရင်ကတည်းကအဲ့ဒီငွေစက်ကူအတုတွေကိုထုတ်လုပ်သုံးဆွဲခဲ့တဲ့အကြောင်းပေါ်ပေါက်ခဲ့ပြီးအဓိကအနေနဲ့ color printer ကိုအသုံးပြုပြီးတော့စက်ကူကိုတော့ငွေစက်ကူနဲ့အနီးဆက်ဆုံးတူညီအောင်လုပ်ပြီးသုံးဆွဲတာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာတဖက်မှာတော့ရခိုင်ပြည်နယ်ကြောက်တော်မြို့မှာចောင်းသားတွေကိုမြန်မာစစ်တပ်ကလေးနဲ့ဘုံကျဲတပ်ဖြတ်မှုအတွက် နိုင်ငံကရာဇဝတ်တရားရုံး ICC မှာစစ်ကောင်စီကိုတရားစွဲဖို့လိုအပ်တယ်လို့အာဆီယံတက်တော်ကုစလဲမြလူအခွင့်ရေးကာကွယ်ရေးအဖွဲ့ APHR ကထုတ်ပြန်လိုက်ပါတယ်။ဒါကတော့စက်တင်ဘာလ17ရက်နေ့ကပဲ APHR ကတရားဝင်ထုတ်ပြန်ပြောဆိုလိုက်တာပါ။လက်ရှိမြန်မာစစ်တပ်ကနိုင်ငံတော်ဝန်ပဋိပက္ခတွေအတွင်အရသာပြည်သူတွေနေတဲ့နေရာတွေကိုပါလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေရမှာ။ ရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်မှာရှိတဲ့တရက်တပင်ကြေးရွာကကိုပိုင်စာတင်ကျောင်းနှစ်ကျောင်းကိုပါစစ်ကောင်စီဟာလေကျောင်းကနေရည်ရွယ်ချက်ရှိရှိဘုံကျဲတက်ခိုက်သွားမှုကြောင့်ကလေးငယ်စုစုပေါင်းအယောက်20တိတ်ဆုံးခဲ့ရတဲ့အပြင်နောက်ထပ်22ဦးကဒဏ်ရာရရထားခဲ့တယ်ဆိုပါတယ်ဒီလိုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးစစ်ကောင်စီကနိုင်ငံတကာရာဇဝတ်တရားရုံး ICC မှာတရားစွဲဖို့လိုအပ်တယ်လို့အာဆီယံလွှတ်တော်ကုစလင်မြလူခွင့်ရေးကာကွယ်ရေးအဖွဲ့ APHR ကထုတ်ပြန်ပြောဆိုထားပါတယ်ဒါအပြင် ဒီလိုចောင်းသားចောင်းသူတွေအပါဝင်ရတပြည်သူလူတို့အပေါ်စစ်တပ်ကလေចောင်းတိုက်ခိုက်မှုတွေနဲ့စစ်ရေးတိုက်ခိုက်မှုတွေကိုချက်ချင်းရပ်တန့်ခိုင်ပြီးပြစ်မှုကျူးလွန်တဲ့သူတွေကိုတာဝန်ခံမှုရှိအောင်နိုင်ငံကရာဇဝတ်ခုံရုံး ICC နဲ့နိုင်ငံကရန်နေရတွေကနေတဆင့်တရားမျှတမှုရဖို့အတွက်ဆက်လက်လှုပ်ဆောင်မှာဖြစ်တယ်လို့ ABHR ကပြောထားပါတယ်။ဒါအပြင်လက်ရှိရခိုင်ပြည်နယ်အပါဝင်မြန်မာနိုင်ငံတော်ဝန်စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကြောင့်ရတပြည်သူတွေတေဆုံးခဲ့ရမှုတွေအတွက် ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုံချတဲ့အပြင်ဒီလိုအကြမ်းဖက်မှုတွေကိုလုံးဝသီးမခံနိုင်တဲ့သတင်းစကားတွေကိုပါဒေတာတွင်းနိုင်ငံတွေကြားမှာဖြန့်ဝေသွားမှာဖြစ်တယ်လို့ APHR ကဆိုထားသလိုလက်ရှိ APHR ရဲ့အဖွဲ့ဝင်ဖြစ်တဲ့အင်ဒိုနီးရှားမလေးရှားနဲ့ထိုင်းနိုင်ငံတွေကလွတ်တော်ကိုယ်စားလှယ်တွေအပါအဝင်အာဆီယံနိုင်ငံတွေအနေနဲ့လည်းမြန်မာစစ်တပ်ရဲ့စစ်ရာဇဝတ်မှုကျူးလွန်နေတာတွေကိုထိထိရရအရေးယူနိုင်မှုဝိုင်းဝန်းလှုပ်ဆောင်ရမှာဖြစ်တယ်လို့ APHR ကတောင်းဆိုထားပါသေးတယ်ခင်ဗျ က်မှာတော့စကိုင်းတိုင်းဘုဒ္ဓလင်းမြို့နယ်မှာအကြံဖက်စစ်တပ်ကကြေးရွာ၅ခုကိုဝင်ရောက်စီးနင်းပြီးပြည်သူ၅ဦးကိုဖမ်းဆီးသွားရုံနဲ့မကနေအိမ်အလုံး80ကျော်ကိုလည်းမိရှုဖျက်ဆီးသွားတယ်လို့ဘုဒ္ဓလင်းမြို့နယ်တောင်ရစာပင်မတပိတ်စစ်ကြောင်းရဲ့တာဝန်ရှိသူတို့ကရှင်ကိုခစ်တိကိုပြောပါတယ်။ဒါကတော့စက်တင်ဘာလ9ရက်နေ့ကပဲဘုဒ္ဓလင်းမြို့ပေါ်ကနေထွက်လာတဲ့အကြံဖက်စစ်တပ်စစ်ကြောင်းဟာရတပီဒရီနေထိုင်ရာရွှေတောင် ပေါ်စိန်ပေါက်ကန်တာကြေးရွာရီအပါဝင်ကြေးရွာ၅ခုကိုဝင်ရောက်စီးနင်းခဲ့တယ်ဆိုပါတယ်။ ဲ့ဒီအချိန်ထွက်ပြေးလို့မလွတ်တဲ့ပြည်သူ၅ဦးကိုစစ်တပ်ကဖမ်းဆီးသွားတဲ့အပြင်ဂျင်းရော်ဒီဒဲကနေအိမ်တွေကိုပါအကြောင်းမဲ့မိရှုဖျက်ဆီးသွားရမှာလက်ရှိသိရှိထားချက်အရတဲ့စုစုပေါင်းနေအိမ်အလုံး80ကျော်မိလောင်ဖျက်ဆီးသွားပြီလို့မုဒလင်မြို့နယ်တောင်ရစာပင်မတပိတ်စစ်ကြောင်းရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်လက်ရှိမှာတော့အဲဒီကစပေးရှောင်းပြည်သူတွေအတွက်တောင်းရာဇာပင်မတပိတ်လူမှုကွန်ရီအသင်းကနေ တအိမ်နောက်ကိုဆန်၄ပြီးစီ90တာအပါဝင်စာချက်သွန်တချို့ကိုပါအတတ်နိုင်ဆုံးတွားရောက်ကူညီပေးထားတယ်လို့လည်းပြောထားပါသေးတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရေုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ